Good afternoon, my fellow students. My name is Modu Zhou. I'm here to discuss the topic of Unit 5 Writing. Listening and speaking, BYHA Master Writing Lisa Viro, Chilaya Ao. Writing Master Lo Shay Nama E Maro, the essay leader book Yikai Mare. Study how a student wrote essay on my favorite color. ကိုအစေးမရေးခင်ကိုသူကနမူနာလေးတစ်ပုတ်ပေးထားတယ် my favorite color ဆိုတဲ့အစေးလေးတစ်ပုတ်ကိုတောက်သမီးတို့နမူနာပေးထားတယ်ဒီနမူနာလေးကိုပြန်ပြီးတော့ကြည့်ပေါ့လေနမူနာရေးထားတဲ့ပုံစံလေးကိုကြည့်ပြီးတော့မှ check whether or not the following points are included in the essay ဒီအောက်က topic လေးဒီအောက်က key points လေးတွေသူပေးတဲ့အစေးမှာပါလားမပါလားပြန်ပြီးတော့ check လုပ်ကြည့်အဲ့မှာဆို topic sentence ပါလားဒီ topic sentence ဆိုတော့ဒီခေါင်းစဉ်ကိုပြန်ပြီးတော့မှချိတ်ဆက်ပေးတဲ့စာကြောင်းခေါင်းစဉ်ကိုဖွင့်ဆိုရှင်းပြတဲ့ ခေါင်းစဉ်နဲ့ချိတ်ဆက်ပြီးတော့ရေးတဲ့စာကြောင်းပါလာကြည့်ရအောင်နော်မော်စပိုင် favorite color ဆိုလို့ရှိရင်ဘယ်ဟာကိုယ့်ရဲ့ favorite color ဖြစ်တာလဲအဲ့ဟာပါအဲ့တော့ several topic sentence လို့ခေါ်တယ်ပြီးပါလို့ရှိရင်နံပါတ် B ကတော့ items you have in that color အဲ့ဒီအယောင်ရှိတဲ့ပစ္စည်းပေါ့လေမကိုကအနေအောင်ဆိုလို့ရှိရင်ဘယ်ဟာတွေဒီဘယ်ပစ္စည်းတွေဒီအနေအောင်ရှိတယ်လဲ ဟိုဆိုပန်းသီးလို့ပြောတယ်ဆိုတော့ဒါဒါနှစ်ယောက်ရှိတတ်တယ်ကိုကတော့အပြာအောင်ဆိုလို့ရှိရင်ဘလို့အရာတွေကအပြာအောင်ရှိတတ်လေအဲဒါမျိုးပေါ့နော် be why reasons why you like that color အဲ့လိုဒီအရာကိုကိုကဘာလို့ကြိုက်တယ် reason be why how that color makes you feel ဒီအရာကြောင့်မလို့ကိုယ့်ရဲ့ခံစားချက်နော်ဥမာအနီရောင်ဆိုလို့ရှိရင်ဒီအနီရောင်ကြောင့်မလို့ကိုယ်မှာဘလို့ခံစားချက်မျိုးရှိမလဲပန်းရောင်ကိုကကြိုက်တယ်လို့ဆိုလို့ရှိရင်ဒီပန်းရောင်ကြောင့်မလို့ကိုယ့်ရဲ့ခံစားချက်ကဘလို့ရှိအဲ့ဒီ၃ခုပေါ့နော် ဒီအယောင်နဲ့ပတ်သက်လို့ရှင်ဘယ်ပစ္စည်းတွေကဒီအယောင်ရှိတယ်လဲဒီအယောင်ကိုဘာလို့ကြိုက်လဲဒီအယောင်နဲ့ပတ်သက်လို့ကိုယ့်ရဲ့ခံစားချက်ဘလို့ရှိလဲဆိုတာကို first second third detail ဆိုအကြောင်းပြချက်၃ခုပေးရမယ်ဒီ၃ခုစီဆရာတို့ပေးရမှာမာဒီအယောင်မဒီဘယ်ပစ္စည်းတွေမှာတွေ့ရတယ်လဲဆိုဆရာတို့ဒါ၃ခုပေးရအောင်အဲ့လိုပဲဒီအယောင်ကိုကိုယ်ကြိုက်တဲ့ reason ဆိုလဲ reason ၃ခုပြရမယ်ဒီအယောင်ဒီကိုယ့်ကိုယ်ပေါ်မှာဘလို့ခံစားမှုဖြစ်စေလဲဆိုရင်လဲဒါဒီ details ၃ခုပြရမှာပြီးရင် conclusion sentence detail ဆိုတော့နောက်ဆုံးကိုအပေါ်ကရေးခဲ့တဲ့ first second third detail တွေအကုန်လုံးကိုဒါပြန်ပြီးတော့မှနေကောင်းချုပ်အဲဒါတွေအကုန်လုံးတူပေးထားတဲ့အစိမ်းမှာပါပါပါဆက်လို့ကြည့်ရအောင် my favorite color ဆိုပြီးသူအစိမ်းလေးပေးထားပြီ i see my favorite color everywhere at home ကိုကြိုက်တဲ့သူ့ရဲ့ favorite color ကိုတအိမ်လုံးဘယ်နေရာမှာမဆိုတွေ့နိုင်ပါတယ်ဟောဒါဒီ topic sentence ပဲစပြီးတော့မှ topic နဲ့စပြီးတော့ချိန်လိုက် သူရဲ့ favorite color ဒီဘာဖြစ်ပါလဲဆိုတော့တည်းပြောရမယ်ဆိုတော့မတွေ့ရဘူးအဲ့ဒီစာသူတို့ကနေရာတိုင်းမှာရှိပါတယ်ဗောနသူအိမ်မှာဆိုလို့ရှိရင်နေရာစုံမှာတွေ့ရပါတယ်ဆိုပြီးတော့ပြောထားတယ် from the color of the sunset view of my window ဟာကိုရဲ့ဗလဲမောင်မှာတွေ့နေရတဲ့သူ့ရဲ့ဗလဲမောင်မှာတွေ့နေရတဲ့နေဝင်ချိန်ရှုခင်းရနေစလို့ to the curtains of my bedroom သူရဲ့အိမ်ယာမှာရှိတဲ့ curtains ဒီ light ကပေါ့ဒါတွေအဆုံးသူတွေ့နေရပါတယ် ဘာလည်းမပြောသေးဘူးเนาะဘာရောင်လည်းသူတန်းပြီးတော့မပြောသေး It's a color အဲ့ဒီရောင်ဟာဆိုလို့ရှိရင် that has been one of my favorites for as long as I can remember သူဘဝမှာသူမှတ်မိရတော့တော့သူအရင်ကြိုက်ခဲ့ရတဲ့အရာတစ်ခုလေးဖြစ်ပါတယ်ဒါဆိုဒါဒီ topic sentence ဒီ topic ကိုသူကချက်လိုက်သူအရာကိုဘယ်လိုနေရာမှာတွေ့ရလဲနော်ပြီးသွားလို့ရှိရင်ခရေကသူကြိုက်ခဲ့တယ်ဒါကိုသူပြောသွားတယ်ဒါပေမဲ့ဒီအခုအချိန်ထိကိုသူအရာဘာပဲလဲဆိုတော့သူတိုင်းရမပြောသေးဘူး in my bedroom အခန်းထဲမှာဆိုလို့ရှိရင် my wardrobe အဝတ်ပြီးတော့ bed sheets အရခင်းတွေ pillow cases ခေါင်းစွပ်တွေ bookcases စာအုပ်စင်တွေ my bags လိုအိတ်တွေ and my pants သူရဲ့ဘောပင်တွေအဲ့ဒါတွေအားလုံးဒီ all orange in color အားလုံးလေးမောင်ရောင်နေပြီ။ဟောဒီကြတော့မှဆရာကစပြီးတော့သူရဲ့ favorite color ဒီလေးမောင်ရောင်ဖြစ်ပါလားဆိုတော့ဆရာစပြီးတော့တွေ့ရတယ်။အဲ့သူဒီပြောသွားပြီးပြီ။ဘဲဟာတွေဒီ favorite color နော်လေမောင်ရောင်တဲ့သူ့ရဲ့ favorite color ဖြစ်တယ်သူပြောသွားပြီးသလိုဒီလေမောင်ရောင်ဖြစ်တဲ့သူ့ရဲ့ favorite color ကိုလေဘယ်လိုနေရာမှာတွေ့လဲဆိုတော့သူ detail တွေပေးခဲ့ပြီ sunset view မှာသူတွေ့နိုင်တယ်ပြီးပါလို့ရှိရင် light car တွေပြီးတော့သူ့အခန်းထဲမှာရှိတဲ့အခန်းထဲမှာရှိတဲ့မြတ်ပစ္စည်းတွေဒါတွေသူပြောသွားပြီ Whatever I go to stationery shops ဆိုင်ကြီးရာဆိုင်နေသွားပြီဆိုလို့ရှိရင်လေ I always buy orange color pattern books လိမ္မာယောင်ပုံစံပတ်တန်ပါတဲ့စာအုပ်တွေဝယ်တယ်ပြီးရင်ဒီလိုပဲလိမ္မာယောင်ပါတဲ့ဘောပင်တွေခဲတံတွေ even eraser ခဲပတ်တော်မလိမ္မာယောင်လည်းဝယ်ဒါသူကြိုက်တဲ့ဟာသူဝယ်ရဒါဒီဒီ color ကိုဘလူနီယာတွေမှာတွေ့နိုင်တယ်သူပြောပြီးတဲ့အချိန်မှာနော်ရှေ့မှာတော့ဆရာတို့ပါခဲ့တယ် items you have in that color topic sentence ပြော items you have in that color ပြောနေရနော်ပြီးွားလို့ရှင့် တွက်ဆက်ပြီးတော့ပြောသေးတယ် one of the reasons အကြောင်းပြချက်တွေတရားတစ်ခုဘာအကြောင်းပြချက်ဆိုတော့ white garfield nemo ဒါကတော့တောက်တမီတော့ကြာဘူးကျင်လဲကြာဘူးလိမ့်မယ်ကြာဘူးကျင်မှလည်းကြာဘူးလိမ့်မယ်ပေါ့လေဒီဆရာတို့ငယ်ငယ်တုန်းကတော့တကယ်နာမည်ကြီးခဲ့တဲ့ကာတွန်းရုပ်ရှင်တွေရှိတော့ပဲ garfield ဆိုတော့ဒီဆရာတို့ငယ်တုန်းကဆိုလို့ရှိရင်အဲကြောင်ကြီးတစ်ကောင်ကြောင်လိုက်ထားတဲ့ကာတွန်းကပေါ့လေဒါ garfield ဆိုပြီးတော့ ဒီလိမ္မာရောင်ကြောက်ကြီးတကောင်ဘဝအကြောင်းပါလေသူဘလောက်အပြင်းကြီးတယ်သူဘဝကိုဘယ်လိုမျိုးရည်စရာကောင်းအောင်ဖြတ်တန်းတယ်ဒါလေးအကြောင်းရိုက်ပြထားတယ်ကာပေါ့နော်ကာကတုံးလည်းရှိတယ်လို့ဒီရုပ်ရှင်လည်းရှိတယ်ကာဖီဆိုတဲ့ကြောင်ကြီးကြောင်ရိုက်ထားတဲ့စရုပ်ရှင်ပေါ့ပြနီမိုဆိုတာလည်းဒါ finding nemo ဆိုပြီးတော့မှငါးလေးတကောင်ရဲ့ဘဝအကြောင်းရိုက်ပြထားတာပေါ့နော်သူအမေဘလို့တေွားလဲသူအဖေနဲ့သူနဲ့ဘလို့ရှေ့ဆက်ကြလဲသူရဲ့သူဘဝကိုဘလို့ဖြတ်တန်းလဲဒါအကြောင်းရိုက်ထားတာဒီငါးလေးဆိုတာလိမ္မာရောင်လေးပေါ့လေ ပြီးတော့ orange M&M M&M ဆိုတော့ဒါကတော့ဒီ US က brand တစ်ခုပေါ့လေဒီ chocolate brand ပေါ့ chocolate လုံးလေးပေါ့လိမ်မောရောင် chocolate လုံးလေးတွေဆိုတော့ဒီဟာတွေဒီ have become my favorites သူအကြိုက်တော့ဖြစ်တယ် is that they are orange in color ဘာလို့သူကြိုက်တာလဲလေမောင်အောင်ဖြစ်နေလို့ကြိုက်တယ်ဒါဆိုသူကြိုက်တဲ့လေမောင်အောင်ဘယ်နေရာမှာတွေ့နေရဆိုတော့ဒီထဲသုံးခုပြီးသွားပြီနော်ပြီးတော့သူဆက်ပြီးတော့ပြောပြီ i agree with people who say that လူတွေတချို့လူတွေပြောကြတယ် color orange လေးမောင်ရောင်တီ makes them think of sex အောင်မြင်မှုတွေးတွေးမြင်လေးမောင်ရောင်ကြောင့်တွေးလိုက်တာနဲ့ဒါအောင်မြင်မှုကိုစားပြီးတော့အယောင်ဆိုပြီးတော့ပြောကြတယ်ဆိုတော့သူလက်ခံပါတယ်ပြီးတော့လေးမောင်ရောင်တီလူထွေးမှုကိုပြောတယ် goodness ကောင်းခြင်းမင်္ဂလာဆိုတဲ့သဘောနဲ့တက်ရောက်သလို excitement စိတ်လှုပ်ရှားမှုဆိုတဲ့အဓိပ္ပာယ်လည်းတက်ရောက်ပါတယ်အော်ဒါကလေးမောင်ရောင်နဲ့ပတ်သက်လို့နော်ဒါလူတွေပြောကြတဲ့အကြောင်းဆိုလို့ရှိရင်ဆရာတို့ ဒုတိယချက်ဖြစ်တဲ့ reason why you like that color ဒီအကြောင်းကိုကိုဘာလို့ကြိုက်လဲစိတ်လှရှားမှုတွေဖြစ်စေတယ်အောင်မြင်မှုအကြောင်းကိုစားပြုတ်ပဲနော်စားတော့စားတော့သူအကြောင်းများချက်တွေပြီးသွားတယ်ဒါဒီ second detail ဖြစ်ပြီး third detail ကိုဆရာတို့ကြည့်မယ် third detail the orange always make me feel good and warm လေမောင်ရောင်ဒီအမြင်နဲ့ဒါခန်းစားချက်ကောင်းမွန်တဲ့ခန်းစားချက်ဒါ nutritive ခန်းစားချက်ကိုရစေတယ် ဒါသည်ခုနဆောင်ပြောတယ်မှာ how that color makes you feel at 30 days ဖြစ်သွားတယ်။ When I grew up, I want to own an orange orchard. လိမ္မောချမ်းပိုင်ခြင်းနဲ့တူကြည့်လာတဲ့အချိန်မှာ and an orange sports car နော်ဒီလိမ္မောရောင်ပြိုင်ကား Ferrari တို့ Lambo တို့ဒါမျိုးလိမ္မောရောင်ပြိုင်ကားလိုချင်တယ် I'm determined to စိတ်ပိုင်းဖြတ်တာ to run an orange juice factory လေမော်ရီထုတ်တဲ့စက်ရုံ ိုင်ခြင်းနဲ့ဒါကိုလေပတ်ခြင်းနဲ့ and i'm sure တေချာပေါက် my dream will come true နော်ဒီအိမ်မကိုသူတေချာပေါက်အကောင့်ထဲပေါနိုင်လိမ့်မယ် as a color orange ဘာလို့လဲဆိုရင်ဒီလိမ့်မော်ရောင်ဒီ brings me good luck and fulfillment သူ့ဘဝရဲ့ကံကောင်းခြင်းနဲ့ပြည့်ပြည့်စုံမှုတွေကိုတည်ဆောင်ပေးမဲ့အရာဖြစ်လို့ပဲဆိုပြီးတော့မှသူဒီနောက်ဆုံး concluding စာနဲ့ကြည့်တဲ့ dg တဲ့တုပ်ကိုပြန်ပြီးတော့ချုပ်ထားတာကိုဆက်တော့တွေ့ရပါတယ်ဒီဟာလေးရဲ့ example ကိုယူပြီးတော့မှ နောက်မှာကိုယ့်အကိုအစရီတစ်ပုတ် my lucky color ဆိုပြီးတော့ကိုယ့်ကိုကန်ကောင်းစီတဲ့အရာငါပါလဲဆိုတဲ့အစရီတစ်ပုတ်ကိုရေးရမှာဖြစ်တယ်။နော်အောက်မှာဆိုဒီမှာ template လေးပေးထားတယ်။ဒီ template လေးမှာဆိုလို့ရှိရင်နော်ခုနပုံစံနဲ့မှ topic sentence ပြီးရင် first detail explanation second detail explanation third detail explanation အမှ first detail ဆိုလို့ရှိရင်ကိုယ့်ရဲ့ lucky color လေးကိုဘယ်နေရာမှာတွေ့ရလဲပေါ့ second detail ဆိုလို့ရှိရင်ဒီဟာလေးဒီဥမာဘာကိုကိုစားပြုတ်နေလဲနော်ဒီအရာကိုဘာလို့ကိုဝါဆိုင်တာလဲ ်တတ်တိသေးသည်ဒီအယောင်ကကိုကိုဘာခံစားရစေလဲဒီအယောင်ကိုမြင်လိုက်တာနဲ့ကိုသည်ဘလို့အရာတွေဘလို့ memories တွေနော်ဒါတွေကိုဘလို့ရစီလဲပေါ့ဥပမာဆိုလို့ရှိရင်အပြာအောင်ကြိုက်တယ်ဆိုလို့ရှိရင်အပြာအောင်သည်ဒါတီတီပြသားခြင်းရဲ့အယောင်ဖြစ်တယ်အော်ဒီအပြာအောင်ကိုမြင်လိုက်တာနဲ့ငါသည်အငြင်းတန်းတီတီဖြောက်မှန်ရမယ်နော်သူများကိုမလိမ်မကောက်ပဲနဲ့သူများယုံကြည်ရအောင်လို့ယုံကြည်အားကိုးရအောင်နေရမယ်လူဖြစ်ရမှာပါလားလို့တွေးမိသွားတာဒီအယောင်ကြောင့်မလို့ဒီအယောင်ရဲ့အတိတ်ပဲတွေကြောင့်မလို့ကို့မှာခံစားချက်ဘလို့ရှိနေလဲ ဒါဒီတက်တီထေ explanation ဖြစ်ပြီးွားရင်တော့ခုနအတိုင်းပဲဒီအယောင်ကပါဖြစ်လဲကိုယ့်ရဲ့လက်ခိကာလာဖြစ်တဲ့အခါကျတော့ကိုစီဝိုင်းလုပ်ငန်းလုပ်တဲ့အခါကိုအသက်ကြီးတဲ့အခါမှာဒီအယောင်လေးကိုအသုံးပြုပြီးတော့မှလုပ်ချင်တာလေးတွေရှိတယ်ကိုယ့်ရဲ့ future plan လေးအကြောင်းထည့်ပြီးတော့ပြောတာဒီ concluding sentence ဖြစ်သွားမှာဒီ sentence လေးတွေခြာရေးကြည့်ပြီးတော့မှဒါလေးတွေပြန်စီပြီးတော့ဒါ topic sentence ကတစ်ပတ် first second third ဒီထေးကအဲ့ဒီထေးသုံးခုနဲ့ explanation တွေကတစ်ပတ် concluding sentence ကတစ်ပတ်သုံးပတ်ရှိတဲ့ essay လေးတစ်ပုဒ်ရေးကြည့်ပါ ဒါဆိုလို့ရှိရင် writing လည်းပို့ပြီးတော့မှအကောင်းလာမယ်လို့ဆရာယုံကြည်ပါတယ်။ဒါတင်လို့ကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံ